ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါမြန်မာစီးပွားရေးလုပ်ငန်းရှင်များအာဆီယံဗီဇာလျှောက်ထားနိုင်တယ်လို့တရုတ်တယ်ယံဝါထုတ်ပြန်လိုက်တဲ့တဲ့င်။ထိုင်းနဲ့ကမ္ဘောဒီးယားဆက်ဆံရေးတင်မာလာပြီးကြောင်မြမှာဘုံခုကျင်းတွေဖန်တီးနေတဲ့တဲ့င်။ဝေးကြစီဖို့အတွက်တောက်တုံးတဲ့စီရီကမျက်စိကွယ်စီနိုင်တယ်လို့တွေးရှိခဲ့တဲ့တဲ့င်။ ကမ္ဘာစီကြီးဆုံးဖြစ်ခဲ့တဲ့ကုသမာကိုအာဆင်နယ်ကပေါင်ငါတန်နဲ့ခေါ်လိုက်တဲ့တဲ့င်ပါဝင်အစရှိတဲ့ပြည်ရင်းပြည်ပါဆင်ဝင်စားဖွယ်တဲ့တဲ့င်ကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ရင်းတဲ့တဲ့ဘုတ်ကိုတင်ဆက်ပေးကြပါတယ်မြန်မာစီးပွားရေးလုပ်ငန်းရှင်များအာဆီယံဗီဇာလျှောက်ထားနိုင်တယ်လို့တရုတ်တန်ရုံထုတ်ပြန်လိုက်ပါတယ်ဒီသတင်းကိုတော့မြန်သူသူကပေးပို့လာတာပါ မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ဗီဇာတက်တန်းကားနဲ့ရှိတဲ့အာဆီယံဗီဇာလျှောက်ထားနိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တရုံကထုတ်ပြန်ထားပါတယ်။အဆိုပါအာဆီယံဗီဇာကိုမိမိကိုယ်တိုင်သာမကမိမိရဲ့အိမ်နောက်ဘက်တသက်မိများလည်းလျှောက်ထားနိုင်တယ်လို့သိရပါတယ်။အာဆီယံဗီဇာအကြိမ်များစွာဝင်ထွက်သွားလာနိုင်တဲ့ multiple entry နဲ့အရှိန်ဆုံးဗီဇာတက်တန်းကားနဲ့ထိအရှိန်ဆုံးနေထိုင်ခွင့်ရက်180ရှိရလို့သိရပါတယ်။ ဗီဇာလျှောက်ထားမှုများကိုလာမယ့်ဇွန်လ9ရက်နေ့ကစပြီးစစ်ဆေးခွင့်ပြုသွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အာဆီယံဗီဇာရှောင်ထားလူသူများကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံနဲ့မန္တလေးအခြေစိုက်ကောင်စင်ဝင်ကျော်ရုံများကိုဆက်သွယ်မိမြန်ဆောင်ဆန်းနိုင်တယ်လို့လည်းထုတ်ပြန်ကြေညာသိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနဲ့ကမ္ဘောဒီးယားဆက်ဆံရေးတင်မာလာပြီးကြောင်မြားမှာဘုံဖို့ကျင်းနေဖန်တီးနေပါတယ်။ဒီတဲ့ကိုတော့ညင်းကြောင်ဝါပြပူလာတာပါ။ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကြားမှာဆက်ဆံရေးတင်မာမှုတွေမြင့်တက်လာတာကြောင့်ကမ္ဘောဒီးယားနဲ့တိစပ်နေတဲ့ထိုင်းနိုင်ငံမှာရှိတဲ့အကြောင်းတွေမှာဘုံကိုချင်းတွေတိစောက်နေရလို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာနှစ်ဖက်တက်တွေအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်မှာဆက်ဆံရေးတင်မာမှုတွေမြင့်တက်လာတာဖြစ်ပါတယ်။ ထားဝင်ကြီးချုပ်ပိတုတ်တရှင်နာဝထွားကနိုင်ငံလုံးအနေနဲ့တင်းမာမှုတွေကိုငြိမ်းချစွာဖြေရှင်းနိုင်မှုအတွက်ကြိုးပမ်းနေရလို့ပြောကြားခဲ့တယ်လို့ထိုင်းစစ်တပ်ရဲ့ဒုတိယကာကွယ်ဝန်ကြီးချုပ်ကိုယ်တိုင်ကမ္ဘောဒီးယားနိုင်ငံကိုတောင်းအားဖို့အတွက်စီစဉ်နေပါတယ်ဒါပေမဲ့ကမ္ဘောဒီးယားဘက်ကထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့နေဆက်တရှာကိုလေကြောင်းရံကာကွယ်ရေးစနစ်တွေရွှေ့ထားခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကလည်းနှစ်နိုင်ငံကြားမှာရှိတဲ့တရားဝင်နေဆက်ကိတွေပါစစ်ဆေးမှုတွေလည်းတင်ကြပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့အကြောင်းတွေမှာဘုံကိုကျွန်းတွေတူတာကိုအစိုးရဘိုင်းကညွှန်ကြားလို့တူတာမဟုတ်ဘူးလို့တက်ဆိုင်ရာအကြောင်းကတာဝန်ရှိသူတွေကပြောကြားခဲ့လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။ဝေးကြစီဖို့အတွက်တောက်သုံးနေစီများကမျက်စိကွယ်စီနိုင်ငံလို့တွေးရှိခဲ့ပါတယ်။ဒီတင်ကိုတော့ညင်းချောင်းဝါပြပူလာတာပါ။ဝိကြဖို့အတွက်ယူရတောက်သုံးတဲ့စီတရှိုးဟာမျက်စိကွယ်စီတဲ့နောက်ဆက်တွဲဆိုးကျွေးဖြစ်ပေါ်နိုင်စေရလို့တွေးရှိခဲ့ရလို့သိရပါဗျ။ ။စီမံကူတိုက်တွဲပါပါဝင်တဲ့ဝိကြစီတွေကနောက်ဆက်တွဲအကျိုးဆက်အနေနဲ့မျက်စိကွယ်စေနိုင်လို့ဥရောပဆေးဝါးကွက်ကွယ်အေဂျင်စီကပြုလုပ်ခဲ့တဲ့လေးလာမှုတရက်အရာတွေ့ရှိခဲ့ရပဲဖြစ်ပါတယ်။စီမံကူတိုက်ပါဝင်တဲ့ဈေးတွေဟာတကဘာလုံးမှာဝိကြချင်သူတွေအများဆုံးတောက်တုံးတဲ့ဈေးဝါးတွေလည်းဖြစ်ပါတယ်။အဆိုပါစစ်တောက်တုံးသူတိုင်းဟာမျက်စိကွယ်ရမျိုးမဟုတ်ပေမဲ့တချို့မှာလက်တွေပြပွားစီရဲ့လို့လည်းတွေ့ရှိခဲ့ရဖြစ်ပါတယ်။ စီမံခန့်ခွဲပါဝင်တဲ့စစ်တုံးခဲ့ဘူးသူတွေကိုလိလာခဲ့ရမှာမျက်စိလုံးလုံးမမြင်တော့တဲ့သူတွေကိုတွေ့ရှိခဲ့တယ်လို့တရှုကလည်းအမြင်အာရုံရှုတဲ့သွားခဲ့တယ်လို့တွေ့ရှိခဲ့ရမှာဖြစ်ပါတယ်ကြည့်ကြရတဲ့အဖြစ်ထုတ်နိုင်မှုအတွက်ဥရောပဆေးဝါးကုတ်ကဲအေဂျင်စီကနောက်ဆက်တော်လည်လာမှုတွေကိုဆက်လက်လှုပ်ဆောင်နေရလို့လည်းသိရပါဗျ။ဆက်လက်ပြီးအာဆန်နယ်တပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။ကမ္ဘာ့အစည်းအကြီးဆုံးဖြစ်ခဲ့တဲ့ကုဒမကိုအာဆန်နယ်ကပေါင်ဟားတန်းနဲ့ခေါ်ယူလိုက်ပါတယ်။ဒီနေ့ကတော့ငင်းကြောင်ဝါပြပူလာတာပါ။ အာဆင်နယ်တင်အား2018ခုနှစ်တုန်းကကမ္ဘာ့စီးအကြီးဆုံးဂုဒမအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ချဲစီဂုဒမကီပါကိုပေါင်ငါးတန်းနဲ့ခေါ်ယူဖို့အတွက်သဘောတူညီမှုရခဲ့တယ်လို့သိရပါတယ်။ကီပါ2018ခုနှစ်တုန်းကပြပါဝါရေရှဲစီကိုပြောင်းရွှေ့ကြီးပေါင်82တန်းနဲ့ပြောင်းရွှေ့ခဲ့တာကြောင့်အဲ့ဒီချိန်တုန်းကကမ္ဘာစီးကြီးစိုးကိုတမအဖြစ်နဲ့မှတ်တမ်းဝင်ခဲ့ရပဲဖြစ်ပါတယ် ကီပါချယ်ဆီသင်းမှအဆင်မပြေတာကြောင့်2023ခုနှစ်မှာရီယယ်မက်ဒရစ်နဲ့ပြီးခဲ့တဲ့နှစ်ကဘုံမောက်သင်းတွေစီကိုအငားနဲ့တွားရောက်ကစားခဲ့ပါတယ်အသက်30ရွယ်ရှိဖြစ်တဲ့ကီပါဟာပြီးခဲ့တဲ့ဘောလုံးရာသီကဘုံမောက်အသင်းအတွက်ပရီးမီးယားလိပွဲထွက်32ပွဲကစားပေးခဲ့ပြီးတော့10ပွဲကူးမပေးရအောင်လို့ဆွဆောင်နိုင်ခဲ့ပါတယ်။အာဆင်နယ်သင်းဟာကီပါနဲ့ရှယ်ဆီသင်းချုပ်ဆိုတာရဲ့ခါကြောက်ထဲမှာပါဝင်နေစားသက်ဖြစ်တဲ့အချင်းဖြစ်တဲ့ပေါင်ငါးတန်းကိုပေးရှိပြီးကီပါကိုခေါ်ခဲ့ရဖြစ်တယ်လို့သိရပါတယ်။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။